အခွင့်အရေးဆိုပြီးတော့တဲ့ဘဘူးဆရာကြီးတယောက်ကရုပ်ထုတစ်ခုထုထားတာအောက်ခြေမှာ အခွင့်အရေးလို့နာမည်တက်ထားတယ်မျက်နှာပေါ်မှာစပင်တွေကဖုံးထားတယ်ပြီးတော့အဲ့ဒီအခွင့်အရေးလို့အမည်တက်ထားတဲ့ရုပ်ထုမှာအတောင်ပန်းတစုံလဲတက်ထားတယ်တဲ့အဲ့ဒါလာကြည့်တဲ့လူတွေကအသေးပဲမပေါ့ဘူးရုပ်ထုနာမည်ကအခွင့်အရေးမျက်နှာပေါ်မှာစပင်တွေကအကုန်အုပ်ထားတယ်ဘေးမှာလည်းပဲအတောင်ပန်းတစုံကလည်းပေါင်နေတယ်ဒါပါလေ ဲ့ဒီတော့ဘဘူးဆရာကပြန်ပြီးတော့ရှင်းပြရသေးတယ်။အခွင့်အရေးဆိုတာ လူသားမန်တွေမမြင်နိုင်ဘူးတဲ့။ဒါကြောင့်မို့လို့မျက်လုံးပေါ်မှာဗားတွေအုပ်ထားတာ။စပင်တွေအုပ်ထားတာ။ပြီးတော့အခွင့်အရေးရဲ့သဘောတရားဟာရုပ်ချီးပြန်တန်းထွက်သွားနိုင်တဲ့အတောင်ပံတစ်စုံလည်းရှိတယ်တဲ့။သဘောပေါက်ရလား။အခုတက္ကသမားတို့ဦးစင်းတို့လူဘဝမှာတချို့ငယ်ငယ်ရွယ်ရွယ်နဲ့လူဘဝတွေကနေထွက်ခွာသွားတဲ့ပုံစံတွေမရှိဘူးလား။ရှိတယ်။နော်ရုပ်ချီးထွက်သွားတာနော်အခွင့်အရေးကဟုတ်လား။ ေးတချို့ဒီအခွင့်အရေးကြီးရနေတာကို လူအများစုဟာအခွင့်အရေးရနေပါတယ်လို့သိနိုင်မြင်နိုင်တဲ့သဘောရှိသလားမရှိဘူးဒီတိုင်းပဲပေါ့ပေါ့ယောယောနေနေကြတာဒါကြောင့်လူဘဝဆိုတာသိတော်မူမြင်တော်မူကြတဲ့သူတော်ကောင်းကြီးတွေကသိပြီးတော့တန်ဖိုးကြီးရဲ့မိမိတို့အလုတ်လုတ်မယ်ဆိုရင်အင်မတန်လှုပ်ရှင်ရကောင်းတဲ့ဘဝပရိသတ်ကြီးလို့ဒီလိုပြောခဲ့ကြတာကြိုက်တာကို ရယူပိုင်ခွင့်ရှိတယ်။အဲ့ဒါလောက်အခွင့်အရေးကောင်းနေတာကိုဘာမဟုတ်တဲ့အလုပ်တွေကိုလုပ်ရင်းနဲ့မိမိရော့ရော့နေကြမယ်ဆိုလို့ရှိရင်တစ်ချိန်မှာ နောင်တတွေနဲ့အဆုံးသတ်ရလိမ့်မယ်။ဟုတ်လားဒကာကြီးဒီမိုင်းများ။ဒါကြောင့်နောက်တစ်ချိန်မှာနောင်တတွေနဲ့မပူလောင်ရလေအောင် အခွင့်အရေးရနေတဲ့အခိုက်အတန့်မှာမမိမလျော့မပေါ့မဆကောင်းတဲ့အလုပ်တွေကောင်းတဲ့အပြောတွေကောင်းတဲ့အတွေးတွေနဲ့ကိုယ့်ဘဝကို ်ပျော်မွေ့နိုင်ဖို့မကြိုးစားတဲ့မူလားကြိုးစားတဲ့နေဒါကြောင့်ဖရာအရှူရှူပိဋကတ်၃ဘုံလုံးအကျုံးဝင်ပါတယ်လို့ချီးကျူးခဲ့ရတဲ့ဒီစကားတခွန်းအပမာဒာမြတ်စွာဘုရားပရိနိဗ္ဗာန်စံဃာနိမလည်းဒါပဲမိန့်ကြားသွားတာပဲမဟုတ်လားဟင်ဝရဓမ္မသင်္ခါရသင်္ခါရတရားတွေဆိုတာပြည့်စည်သွားတာမပြည့်စည်သေးခင်မှာထောက်ရတီးရအားကိုးရအစ်စ်အမှန်ရအောင် ခိုင်မာတဲ့တတိတရားနဲ့ကြိုးစားရစ်ကြလို့ဒီလိုမှမသွားဘူးလားမှားသွားတယ်။ဒါကြောင့်အကောင်းဆုံးတရားသည်ဘာလဲလို့မေးရင်အပမာဒပဲ။နော်။မြတ်စွာဘုရားတန်ရုပ်ပါဠိတော်မှာလည်းဟောထားတာရှိပါတယ်။ပန်းနေတဲ့မှာအကောင်းဆုံးပန်းသည်မြက်လေးပန်းပဲ။နော်။ကုန်းတော်ဝါရီရဲ့ခြေရာထဲမှာအကြီးအကျယ်ဆုံးသောခြေရာသည်ဆင်းခြေရာပဲ။ဟုတ်ရဲ့လား။ ေးကောင်းငင်မှာသွားနေတဲ့နက္ခတာယာကျေတကာထဲမှာလည်းပဲအကြီးကျယ်ဆုံးသည့်လမင်းပဲဟုတ်လားအေးအလင်းရောင်နေထဲမှာလည်းပဲအကြီးကျယ်ဆုံးဟာနေမင်းပဲနော်အေးပြီးတော့ဒီခြေနှစ်ချောင်းခြေလေးချောင်းခြေများစွာခြေမရှိတတဝါတွေထဲမှာအမွန်မြတ်ဆုံးသောတတဝါသည်မြတ်စွာဘုရားပဲအဲ့ဒါလို့သူတော်ကောင်းတရားတွေများစွာ ရှိတဲ့အနက်မှာ အကြီးအကျယ်ဆုံးအမွန်မြတ်ဆုံးသောသူတော်ကောင်းတရားသည် အပမာဒပဲ။